မင်္ဂလာပါခင်ဗျာဒီတစ်ခါတော့ကျွန်တော်ရဲ့ fighter လေး Joshua Pan ရဲ့ပွဲကို Gunner Fighter ကြီး online ဆန်ကိုတိုင်းတွားရောက်အားပေးမယ်ဆိုတဲ့သတင်းနဲ့စတင်ကျင်းပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်လို့ကချင်သားကြီးကိုတိုင်းသူ့ရဲ့ Facebook စာမျက်နှာထပ်ပေါ်မှာရေးသားလိုက်တယ်ဒါကြောင့်မလို့မြန်မာပြည်သက်အများစုကဒီအကြောင်းအရာကိုသိကြပြီးပါပြီကျွန်တော်ပြောချင်တဲ့အကြောင်းအရာကဒီအကြောင်းအရာတော့မဟုတ်ပါဘူး ပုံမှန်အားဖြင့် online ဆန်းဟာဒီလိုအခြားသော fighter တယောက်ရဲ့ပွဲစဉ်ကိုသွားပြီးအပိဝင်းရံနေဆိုတာအတော်ကြီးကိုရှားပါတယ်။သူကကမ္ဘာကျော် promotion UFC ရဲ့ကွန်ပေးကိုလည်းရောက်ခဲ့ဘူးတယ်။ PFL ရဲ့ကွန်ပေးမှာလည်းရှိခဲ့ဘူးတယ်။ဟို KS Blue promotion မှာလည်းကွန်ပေးအထိရောက်ခဲ့ဘူးတယ်။အဲ့လိုအနေထားတွေကတသက် fighter တယောက်ကိုသွားရောက်အားပေးတာမျိုးမဟုတ်ဘဲသူ့ရဲ့တပည့်ကျော်တယောက်ဒါမှမဟုတ်သူ့ရဲ့ legend of fighter တယောက်ကထိုးတဲ့အတွေ့ဘေးကနေလိုက်ပါကြီးကျက်ဝင်းရံပေးတဲ့ပုံစံမျိုးနဲ့သွားရောက်ခဲ့တာပါ။ ဒါကလည်းသူ့ရဲ့စာချုပ်ဆိုင်ရာအကြောင်းရင်းနေနဲ့သက်ဆိုင်မယ်ထင်ပါတယ်။ WAN Championship ကသူတို့နဲ့စာချုပ်ချုပ်ဆိုရတဲ့ fighter အများစုအနေနဲ့အခြား promotion တွေကိုသွားမယ်ဆိုရင်လူတီးတန်အဖြစ်ဖိတ်ခေါ်တဲ့ပုံစံမျိုးနဲ့သွားမယ်ဆိုရင် promotion ရဲ့ခွင့်ပြုချက်လိုတယ်။ဒါကြောင့်မို့လို့ online ဆန်းကနီးပြပုံစံမျိုးနဲ့ပဲသွားခဲ့တာများတယ်။အခုလိုပုံစံမျိုးနဲ့အခြား fighter တယောက်ကိုတီးတန်ဝင်ရံဖို့ပုံစံမျိုးနဲ့သွားခဲ့တာမျိုးသိပြီးမရှိဘူး။ဒီတခါတော့ရှေ့ကတော့အเจ้าရရိနဲ့လုံးဝလုံးဝမတူပဲတမှုထူးခြားတဲ့ပုံစံမျိုးနဲ့ရ ောက်ရှိလာမှာဖြစ်ပါတယ်တနည်းပြောရရင်မြန်မာပြည်ကနေပေါ်ထွက်လာခဲ့တဲ့နောက်ထပ် junior fighter တက်ရောက်ရဲ့ချန်ပီယံကပ်စင်ခေါ်ပွဲကိုတွားရဝင်ရခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့ဒီကိစ္စနဲ့ပတ်သက်လို့အရန်ကို PD ဖြစ်မိတယ်ဘာဖြစ်လို့လဲဆိုတော့ Joshua Ben နဲ့ online ဆန်းတို့နှစ်ယောက်ပူးပြီးတွေ့လိုက်ပြီးဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်ဂုံယူရမယ့်ပုံရိပ်မျိုးလို့တောင်ပြောလို့ရပါတယ် လိုအကြောင်းရင်းကြောင့်လဲဆိုတော့ online ဆန်းဆိုရင်ဒီ one champion ရှစ်မှာနှစ်ထပ်ကွန်းချန်ပီယံဖြစ်တဲ့အထိအောင်မြင်ခဲ့မှုတဲ့ Joshua Ban ကလည်း UFC လိုနေရာမျိုးမှာချန်ပီယံကပဲစိန်ခေါ်ခွင့်ရနေပါပြီ။ဒါကဘာဖြစ်လို့ဂုဏ်ယူစရာကောင်းလဲဆိုတဲ့အကြောင်းအရာလေးကိုထပ်ပြီးပြောပြခြင်းနေပါတယ်။အာရှနိုင်ငံတွေထဲမှာ one championship မှာလည်းချန်ပီယံတွေမွေးထုတ်ပေးနိုင်တဲ့ UFC လိုနေရာမျိုးမှာလည်းချန်ပီယံကပဲစိန်ခေါ်ခွင့်ရအောင်စွမ်းဆောင်ရည်ကောင်းပြတဲ့ fighter မျိုးတွေတပြိုင်တည်းမွေးထုတ်ပေးနိုင်တဲ့နိုင်ငံကအတော်ကိုရှားတာပါ လက်လက်မိတဲ့အချက်တွေကိုပြောရမယ်ဆိုရင်လက်ရှိကမ္ဘာအကောင်းဆုံး promotion နှစ်ခုမှာချန်ပီယံတွေမွေးထုတ်ပေးထားနိုင်တဲ့အာရှကနိုင်ငံဆိုလို့တရုတ်တနိုင်ငံတွေပဲရှိသေးပါတယ်။ကျန်းတဲ့နိုင်ငံတွေကတော့ One Championship မှာချန်ပီယံဖြစ်ကောင်းဖြစ်မဲ့ UFC မှာတော့ချန်ပီယံဖြစ်နိုင်လောက်တဲ့စွမ်းဆောင်ရည်မျိုးတွေချပြနိုင်တဲ့ fighter တွေမွေးထုတ်ပေးနိုင်ခြင်းမရှိသေးပါဘူး။တကယ်လို့များ Joshua Banner ချန်ပီယံကပတ်ကြီးသိမ်းပိုင်နိုင်ခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့စင်ရမွေးတွေလှတဲ့မြန်မာနိုင်ငံကတရုတ်နိုင်ငံပြီးရင် ဝမ်ချမ်ပီယံရှစ်နဲ့ UFC မှာချန်ပီယံနေမွေးထုတ်ပေးနိုင်တဲ့ဒုတိယမြောက်နိုင်ငံမျိုးဖြစ်လာမှာပါဒီလိုအကြောင်းရင်းမျိုးကြောင့်ကျွန်တော်ကဂုံယူမိတယ်လို့ပြောချင်တာဖြစ်ပါတယ်နိုင်ငံရေးအနေထားရနိုင်ငံကအရန်ကိုစုပ်ပြက်နေတယ်နိုင်ငံရေးလည်းမကောင်းမှုပြည်တွင်းစစ်ဖြစ်နေသည့်တိုင်အောင်ကျွန်တော်တို့လူမျိုးတွေထဲမှာဒီလိုပင်ကိုအည်သွေးရှိတဲ့ဒီလိုကိုထူးကိုချွန်လောက်ပြနိုင်တဲ့ fighter တွေလူငယ်တွေပေါ်ထွက်နေတယ်ဆိုတာမျိုးသားလုံးဂုံယူသင့်တဲ့အကြောင်းအရာမျိုးပါပဲ အတိတ်ကအကြောင်းအရာတွေကိုပြန်ပြီးတူးဆွားရမယ်ဆိုရင်အွန်လိုင်းဆန်နဲ့ဂျိုရှွာဘန်တို့တွေ့ဆုံတာနှစ်ကြိမ်အထိရှိခဲ့ပြီးပါပြီ။အွန်လိုင်းဆန်ကသူ့ရဲ့လက်အောက်မှာလေ့ကျင့်နေတဲ့ fighter တွေ purified championship မှာထိုးသက်ဖို့အတွက်အမေရိကကိုရောက်လာတဲ့ပုံစံမျိုးတွေမှာဂျိုရှွာဘန်နဲ့တွေ့ဆုံခဲ့တာပါ။နောက်ဆုံးအခေါက်ကဆိုရင်ဂျိုရှွာဘန်တို့အိမ်မှာထမင်းစားတဲ့ပုံရိပ်တွေကိုတောင်းတင်ပေးခဲ့ဘူးပါတယ်။ ဒီတစ်ခါမှာတော့ကချင်သားကြီးကအဲ့ဒီလိုလမ်းကြုံလို့ဝင်တာမျိုးမဟုတ်ပဲဂျော့ရှွာဘန်ရဲ့ဘဝအမှတ်တိုင်ခိုက်တက်မျိုးဖြစ်သွားနိုင်တဲ့ချက်မြက်ကပတ်စိန်ခေါ်ပွဲမျိုးရောက်မှတိတန့်သွားပြီးဝင်ရံတာဖြစ်ပါတယ်ဒါကဒီဖိုက်တာလေးပေါ်သူဘလောက်ထိတံပိုးထားတယ်ဘလောက်ထိဝင်ရံတယ်စီနီယာတယောက်အနေနဲ့ဘလောက်ထိပြီးသားတယ်ဆိုတဲ့ပုံစံမျိုးပြသလိုက်တာပါကျွန်တော်မြန်မာပြည်သက်တွေကလည်းအောင်လိုက်ဆန်တော်ကိုယ်တိုင်သွားပြီးဝင်ရံတယ်ဆိုရင်အွန်လိုင်းကနေအမှန်ကန်ဝင်ရံအားပေးဖို့လဲတိုက်တွန်းပြရစေခင်ဗျာ အဲ့ဒီတော့ဂျိုရှုအပန်ပွဲထိုးမဲ့အနေထားတွေကိုထပ်ပြီးချင်းကကြည့်ရအောင်မှာ ဒီပွဲတရဝင်ထုတ်သက်ဖို့အတွက်ဆယ်ရက်ဝင်းကျင်မဲ့လို့တော့တယ်လက်စပီကတ်ကတီမိုဘိုင်းအရီနာကွင်းထဲမှာထုတ်သက်ကြမှာလက်စပီကတ်ဆိုတာကဂျော်ရှွာဘန်ရဲ့အောင်မြင်ဆိုတဲ့အကြောင်းကိုကျွန်တော်ထပ်ခါထပ်ခါပြောခဲ့တယ်ဂျော်ရှွာဘန်က UFC ကိုရောက်ရှိလာပြီးနောက်ပိုင်းရှစ်ပွဲနိုင်တပွဲရှုံးရလက်မှတ်တိုင်းပိုင်ဆိုင်ထားတယ်အဲ့ဒီထဲမှာလက်စပီကတ်မှာထုတ်သက်ခဲ့တဲ့ပွဲစဉ်တွေအကုန်လုံးကိုသူကတောက်လျှောက်အနိုင်ယူထားတာပါဒါကြောင့်မလို့ကာယကရှင်ဖိုက်တာကိုတိုင်ကလည်းလက်စပီကတ်မှာထိုးခြင်းနဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့တဖွာဖွာပြောခဲ့တယ်အခုပန်ဒိုဂျာနဲ့ထိတ်တဲ့ တွေ့တဲ့အနေထားမှာတော့ last week ကတီမိုဘိုင်းအရီနာမှာပဲထပ်ပြီးတွေ့ပြန်ပါပြီ။ Fighter Nels လုံးကတော့ training camp ဝင်ပြီးပြင်ဆင်တဲ့အပိုင်းတွေကိုရက်တန်းလိုက်ကြပြီးပြောရရင်ပွဲနဲ့ပတ်သက်ပြီးအသေးစိတ်ပြင်ဆင်တဲ့အပိုင်းတွေသူတို့ပြီးဆုံးသွားပြီးဒါကြောင့်မို့လို့ပွဲချင်းကတဲ့အနေအထားမှာသူတို့က wicket လုံးရင်းနဲ့ချင်းကနေတယ်တစ်ဖက်မှာလည်းကမ္ဘာပေါ်က media ပေါင်းစုံနဲ့တွေ့ပြီးတော့ interview တွေလက်ခံဖြေကြားလျက်ရှိပါတယ် Joshua Ben ကတော့ဒီပွဲပြင်ဆင်တဲ့အပိုင်းတွေမှာသူ့အတွက်အခက်အခဲမရှိခဲ့ဘူးဆိုတဲ့အကြောင်းကိုဖွင့်ဟလိုက်ပါပြီး စိုးရိမ်မိတဲ့တစ်ချက်ကဖိုက်တာတွေရပွဲတွေထိုးဖို့ပြင်ဆင်ညပြီဆိုရင်ဘက်ဖိုက်တာမဆိုအားလုံးအဆင်ပြေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောကြပါတယ်ဒီလိုပြင်ဆင်တဲ့အနေအထားမှာမိုးရဲရေတဲ့ပုံစံမျိုးတွေနဲ့လေ့ကျင့်ရတာဖြစ်လို့ပြီးတော့ထိုးကြရတဲ့ကစားနည်းအတွက်ပြင်ဆင်ရတာဖြစ်လို့ဒဏ်ရအနာတရဆိုတာကလည်းအနည်းနဲ့အများတော့ရှိပါတယ်ဂျော့ရှွာဘန်အနေနဲ့ဒီပွဲချင်းကတဲ့အနေအထားမှာဘာတန်ရမှကြီးကြီးပြမပြဿနာမရှိပါစေနဲ့လို့လည်းမျှော်လင့်မိပါတယ် Nah there is not horror man you know when you have a team like mine ဂိုင်ဂိုင်ရှင်ဖိုက်တာကတော့ဒီပွဲချစ်ခဲ့ပြင်းစင်းတဲ့အနေအထားမှာသူ့ရဲ့ trainer နီးပြားတွေလေ့ကျင့်ဘော်တွေကညီကိုတယောက်လိုဘေးကနေပံ့ပိုးကြတဲ့အတွက်ဘာအခက်အခဲမှမရှိခဲ့ဘူးဆိုတဲ့အကြောင်းကိုအခုလိုပုံစံမျိုးနဲ့ပြောဆိုသွားပါတယ်ကျွန်တော်ရဲ့ team လိုမျိုးပိုင်ဆိုင်ထားတယ်ဆိုရင်ပြင်ဆင်တဲ့အပိုင်းတွေလှုပ်ဆောင်ရတာမခက်ပါဘူး။နီးပြရိနဲ့ဆက်ဆံရေးကဆရာတပည့်ပုံစံမျိုးမဟုတ်ပါဘူး။ညီကိုလိုဆက်ဆံကြတာပါ။ Legend of Fighter တွေဆိုရင်လည်းဒီအတိုင်းပါပဲ။ ကျွန်တော်ဂျင်ကိုမြောက်သေးဘူးဆိုတာနဲ့မိုက်ကဲအရွှဲကဖုံးဆက်ပြီးမက်ဆေ့တွေလှမ်းဖို့ဘယ်ရောက်နေပြီလဲမေးတော့တာပါဒါကြောင့်ဂျင်ကိုလာပြီးပြင်ဆင်မှုတွေလုပ်ရတာမခက်ပါဘူးအဲ့ဒီအတွက်ဒီလိုပတ်ဝန်းကျင်မျိုးဖန်တီးပေးထားတဲ့သူတို့တွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုပြီးပြောဆိုသွားပါတယ်ဆလဘီလက်ရှိချန်ပီယံပန်ဒိုဂျာရဲ့အကြောင်းလေးကိုအနိကက်ဆွဲကြည့်ရအောင်ပါဒီဖိုက်တာကလက်ရှိ Flyweight တန်း Ranking တက်မှတ်ချက်အဆင့်30တွန်းမှာရှိတဲ့ပြိုင်ဘက်တွေအားလုံးနှိပါးကို အနိုင်ယူပြထားပြီးပါပြီ။ချက်မြက်ကွက်စိန်ခေါ်ခွင့်မှန်းနေတဲ့ fighter တွေအများစုကတော့သူကနှစ်ကြိမ်နဲ့အထက်အနိုင်ယူထားပြီးပြီ။ Bennett Moriono ဆိုရင်၃ကြိမ်အထိအနိုင်ယူပြထားတဲ့ fighter ဒါလို့စွမ်းဆောင်ရည်တွေကြီးလိုက်ရုံနဲ့တင်ဒီ fighter ကဘယ်လောက်ထိစွမ်းဆောင်ရည်ပိုင်းကောင်းလဲ flyweight တန်းမှာဘယ်လောက်ထိပြိုင်ဘက်ကင်းလဲဆိုတာတန်ပြီးသဘောပေါက်လွှဲပါတယ်။တို့ဝေတီတိုင်အောင်ကျွန်တော်အတွက်တော့တန်ရဖြစ်စရာလေးတွေအနေချင်းရှိပါတယ်ကျွန်တော်ကတော့အဝေးကြီးအထိလှမ်းပြီးကြည့်မနေချင်ပါဘူး ပန်လို့ကြောင့်နောက်ဆုံးထိုးခဲ့တဲ့ချန်ပီယံကပ်ကောက်ွယ်ပွဲ၃ပွဲကိုပဲကြည့်ကြည့်ရအောင်ပါ Steve Arce နဲ့ပွဲကဘရာဇီးမှာကျင်းပခဲ့တဲ့ပြိုင်ပွဲမှာသူ့ကိုပွဲထုတ်ခြင်းနဲ့ Pandoja ကိုဒီပေးပါဘူးနဲ့ကျင်းပတဲ့ပြိုင်ပွဲမှာပွဲထုတ်ခြင်းနဲ့အတွက် promotion ဘက်ကမဖြစ်ဖြစ်အောင်ပွဲစီစဉ်ရင်းနဲ့ Steve Arce ကလှမ်းပြီးအခွင့်အရေးရတာပါအဲ့ဒီအချိန်ကဆိုရင် Steve Arce က ranking တက်မချက်တော့အရင်ကြီးမမြင်သေးဘူးသို့တော်လည်းပဲအခြားသောအခြားသော fighter တွေကဒဏ်ရာပြဿနာတွေနဲ့ဆက်တိုက်ရုန်းကန်နေရတယ်အဲ့ဒီအတွက် Pandoja ကိုစိန်ခေါ်ဖို့မဖြစ်နိုင်ဘူး Pandoja ကလည်းဒီဘရာဇီးမှာကျင်းပမဲ့ပြိုင်ပွဲမျိုးမှာ ဝင်ရောက်ထိုးသက်ခြင်းနဲ့ဒါကြောင့်မလို့ UFC က Steve Arce ကိုလှမ်းမိခွင့်ရေးပေးလိုက်တာပါ Steve Arce ပြီးနောက်တော့ဂျပန်က Fighter Kai Asakura နဲ့တွေ့ပါတယ် Kai Asakura နဲ့တွေ့တဲ့အနေထားတော့ကတော့ကျွန်တော်ပြည်သက်တွေကိုအသေးစိတ်ရှင်းပြခဲ့တယ် One Championship ကလည်းဂျပန်ဈေးကွက်ကိုဒရလက်ဖူးပေါက်နေတဲ့အနေထားမှာ UFC ကလည်းဂျပန်ဈေးကွက်အတွက်နေရာတစ်ခုခိုင်ခိုင်မာမာရခြင်းနဲ့အဲ့လိုပုံစံမျိုးနဲ့ Kai Asakura ကိုလှမ်းမိခေါ်လိုက်တယ်တပွဲမှာမထိုးရသေးသည့်တိုင်အောင် ချန်ပီယံကပ်စင်ကောကွင်တမ်းပြီးခွင့်ရပေးတယ်။ကိုင်းအဆာကူရာကလည်းပွဲကြိုမှာတော့ကတော့ပုံစံမျိုးစုံနဲ့လေးတိုက်တယ်။ဒုဗိတိတိုင်အောင်တရားဝင်ကစားတဲ့အချိန်မှာတော့ပန်ဒိုဂျာကိုဘလို့မှမရှင်းနိုင်ဘူး။အပြတ်တက်နဲ့ရှုံးနေတယ်။အဲ့ဒီနောက်ကစားတဲ့ပွဲမှာလည်းဆက်ပြီးရှုံးတော့ကိုင်းအဆာကူရာရဲ့ level ကဒီလိုပုံစံမျိုးရှိရလားဆိုပြီးပြိသက်တွေကတော့မေးခွန်းထုတ်နေချပါပြီ။အဲ့ဒီတော့နောက်ဆုံးကစားခဲ့တဲ့ကိုင်းကာရာဖရန့်နဲ့ဘွဲအကြောင်းကိုပြောကြည့်ရအောင်ပါကိုင်းကာရာဖရန့်ကဒီအခွင့်အရေးကိုထိုက်ထိုက်တန်တန်နဲ့ရခဲ့တာလားဆိုတာ အတော်ကိုတန်တရားဖြစ်ဖို့ကောင်းပါတယ်။သူဟာနောက်ဆုံးကစားခဲ့တဲ့ပွဲမှာစတီဗ်အာဆိတ်ကိုဖုံးတိုင်းဆိုပြီးအလဲထိုးပြတယ်။အဲ့ဒီစွမ်းဆောင်ရည်လေးတစ်ခုနဲ့တည်းဒီချန်ပီယံကပ်စင်ခေါ်ခွင့်ရခဲ့တာပါ။အဲ့ဒီပွဲမတိုင်ခင်ကတော့သူလည်းနှစ်ပွဲဆက်တိုက်ရှုံးနေခဲ့တယ်။ပြောရရင်နောက်ဆုံးကစားခဲ့တဲ့သုံးပွဲမှာတပွဲပဲဖုံးတိုင်းပုံစံမျိုးနဲ့လှုပ်ပြတယ်။ချန်ပီယံကပ်စင်ခေါ်ခွင့်ရတယ်။တကယ်တကယ်ကစားတဲ့အနေအထားမှာတော့ပန်ဒိုချာကိုကောင်းကောင်းဒုက္ခပေးနိုင်ခြင်းမရှိပါဘူး။ ကျွန်တော်ဘာဖြစ်လို့ဒီအကြောင်းအရာတွေကို plain can be ပြောနေရတာလဲဆိုတော့ကျွန်တော်ဆွဲထုတ်ခြင်းတဲ့အချက်ကရှေ့ကရင်ဆိုင်ခဲ့တဲ့ပြိုင်ဘက်၃ရောင်းနဲ့ရှာမယ်ဆိုရင် Joshua Ban ရဲ့ momentum ဘိုင်းကအရန်ကြီးကိုတာလွန်လွန်းပါတယ် ဂျိုရှွာဘန်ကလက်ရှိအနေအထားမှာငါးပွဲဆက်တိုက်အနိုင်ယူထားပြီးဖလိုက်ဝိတ်တန်ဆန်ဂျေမှတ်တမ်းနဲ့ပြောမယ်ဆိုရင်ပန်ဒိုဂျာပြီးနောက်ဒုတိယမြောက်နိုင်ပွဲဆက်အများဆုံးရယူထားတဲ့ fighter ဒါကြောင့်မို့လို့ပန်ဒိုဂျာအနေနဲ့ရှေ့ကပြိမ့်ဘက်၃ရောက်နဲ့တော့လုံးဝတူမှာမဟုတ်ဘူးဆိုပါဒေချာကြီးကိုကောက်ချက်ချထားမှတေးကြပါတယ်ဂျိုရှွာဘန်အနေနဲ့လည်းရှေ့က fighter တွေနဲ့လုံးဝမတူဘူးသူကဘယ်လိုပုံစံမျိုးကစားလဲဆိုတာပြည့်တတ်တဲ့အကုန်လုံးသိတယ် ဒေတောင်ဒက်ဖန့်လောက်တာလည်းကောင်းတယ်ဘောက်စင်ထိုးသက်ပုံလည်းကောင်းတယ်ပြီးတော့ကြတော့နိုင်ပွဲဆက်တွေလည်းဇက်တိုက်အနိုင်ယူပြထားပြီးပြီးအဲ့လိုအဲ့လိုအနေထားမျိုးကြောင့်ဒီပွဲကပန်ဒိုဂျာအတွက်တော့ရှေ့ကပြိုင်ပွဲ၃ပွဲလောက်တော့လွယ်ကူမယ်မထင်ပါဘူးဒါကတော့ကျွန်တော်ရဲ့ခံယူချက်တစ်ခုကိုပြောပြတာပါ နောက်ထပ်ပြောပြခြင်းတဲ့အချက်ကဒီပွဲကချန်ပီယံကပ်စိန်ခေါ်ပွဲငါးချီပုံစံမျိုးနဲ့ကစားရမှာပါဂျိုရှွာဘန်ရဲ့ fighter ဘဝတစ်လျှောက်မှာတော့ငါးချီတစ်ခါမှမကစားခဲ့ရဘူးဘူးအဲ့ဒီတော့ဂျိုရှွာဘန်အနေနဲ့ငါးချီအတွက် ready ဖြစ်နေပါမလားဆိုတာ တန်ရဖြစ်ဖို့ကောင်းပါတယ်ကျွန်တော်ကတော့ဒီအပိုင်းကိုသိပ်ပြီးမစိုးရိမ်ခြင်းမြန်ပါဘူးဘာဖြစ်လို့လဲဆိုတော့ Joshua Bay ရဲ့ UFC Fighter ဘောကဖြတ်တန်းခဲ့တဲ့ကာလတွေအကုန်လုံးကိုကြည့်လိုက်မယ်ဆိုရင် short notice နဲ့လူစားဝင်ထိုးပေးခဲ့ရတဲ့ပုံစံတွေကပိုပြီးများပါတယ် short notice ဆိုတာကဘယ်လိုပုံစံမျိုးလဲဆိုတော့ပြင်ဆင်ချိန်လုံးလုံးလောက်လောက်မရဘဲနဲ့ ဘွေးတွေထိုးရတယ်ပြိုင်ဘက်ကိုလည်းတေချာအကဲမခတ်နိုင်မနဲ့ဘွေးခင်းချင်းပေါ်မွန်တီဘီထိုးရတာပါသို့တော့ဒီဘွေးကတော့လုံးဝပြောင်းမြန်ဟိုးကျွန်လာကုံကလေးကဒီဖိုက်တာနှစ်ယောက်မျက်နှာချင်းဆိုင်ထားခဲ့တာပရိုမိုးရှင်းဘက်ကလည်းဒီဖိုက်တာနှစ်ယောက်ကိုပဲဘွေးတဲပေးမယ်ဆိုပြီးအမှန်ကန်ပြောပြထားခဲ့တာအဲ့တော့ဂျော့ရှွာဘန်အနေနဲ့ပြင်ဆင်ချိန်အပိုင်းအဖြစ်လုံလုံလောက်လောက်ရှိတယ်ဘယ်ဖိုက်တာနဲ့ထိုးရမယ်ဆိုတာလည်းကောင်းကောင်းကြီးသိတယ် plus ထပ်ပြောရရင် UFC အနေနဲ့ဒီပွဲကို အော်တိုဘာနိုဗာလာဒီမှာပွဲတဲခဲလို့ရတဲ့ဆိုပြီးဂျောရှွာဘန်ကထုတ်ပြောထားတယ်။သို့မသိတိုင်အောင်ပရိုမိုးရှင်းဘက်ကသူ့ကိုအနာယူစေခြင်းနဲ့အတွက်ဒီဇင်ဘာရောက်မှဖန်နီးလိုက်တဲ့ဆိုတဲ့ပုံစံမျိုးသူကပြောပြသွားတယ်။အဲ့လိုအဲ့လိုတော့အကြောင်းရင်းတွေကြောင့်ကျောရှောပန်ဟာငါကြည့်ပုံစံမျိုးမကစားခုသည့်တိုင်အောင်ဒီပွဲမှာတော့တက်လုံးပိုင်းအများကြီးပိုကောင်းလာမယ်လို့လည်းမျှော်လင့်ထားခြင်းပါတယ် ကျွန်တော်ကဘာဖြစ်လို့ဒီလိုတက်လုံပိုင်းကိုပြောတာလဲဆိုတော့ပန်တိုဂျာရဲ့အသက်က35နှစ်ရှိပါပြီ။ပြည်သက်အများစုပြောနေကြတာကပန်တိုဂျာကနောက်ပိုင်းရောက်လာလေလေတက်လုံပိုင်းနည်းနည်းကျသွားတယ်ဆိုတဲ့ပုံစံမျိုးလေးပြောကြပါရစေ။အဲ့ဒီကိစ္စနဲ့ပတ်သက်လို့တော့ဂျိုရှွာဘန်ကသူ့ရဲ့အမြင်ကိုအခုလိုပုံစံမျိုးပြန်ပြီးမှတ်ချက်ပေးသွားပါရစေ။ပန်ဒိုဂျာဟာနောက်ပိုင်းရောက်သွားရင်လှုပ်ရှားပုံနှေးသွားတယ်ဆိုပြီးတော်တော်များများကပြောကြပါတယ်။သူကစားပုံကလည်းအဲ့ဒီအတိုင်းပါပဲ ဒါပေမဲ့မော်ရီနိုဘရန်နာရိုဘာရိုနဲ့ထိုးတဲ့ပွဲတွေကိုပြန်ပြီးကြည့်လိုက်ပါသူ့ပုံစံကတက်လုံကြနေတဲ့မျက်နှာသားမျိုးဖြစ်နေသည့်တိုင်အောင်ကျွန်တော်ကတော့သူ့မော့ပန်းနဲ့မထင်ပါဘူးဘာကြောင့်လဲတော့မသိပါဘူးကိုယ်နဲ့ရောက်မှစမ်းကြည့်ကြတာပေါ့သူ့မျက်နှာသားကပင်မနဲ့ပုံစံမျိုးပေါက်ပေမဲ့ဒါကသူ့ရဲ့ပင်ကိုစတိုင်ထင်ပါတယ်ဆိုပြီးမှတ်ချက်ပေးသွားခဲ့ပါတယ်ဆက်လက်ပြီးတော့ပန်ဒိုဂျာရဲ့ကစားပုံအကြောင်းလေးနည်းနည်းလေးပြောကြည့်ရအောင်ပါ ဒီ fighter ဘလိုပုံစံမျိုးကစားလဲဆိုတော့တစ်ဖက် fighter ကို pressure ပေးတဲ့ပုံစံမျိုးနဲ့ကစားတယ်ဖိအားပေးကစားတယ်ပြီးတော့တိတ်တောင်ရယူတဲ့အပိုင်းတွေမှာလည်းအရင်တော့မတက်ရဘူးတိုးတော့သူကဒီပုံစံမျိုးနဲ့မရပြီမြင်နောက်ပုံစံမျိုးနဲ့ဆက်ပြီးဆက်ပြီးဝင်တယ်တနည်းပြောရရင်သူက pressure ပေးပြီးတော့ present ကစားတဲ့ fighter Joshua Pan ကလည်းအဲ့လို present ပေးတဲ့ fighter တိုးတော့ဒီ fighter နှစ်ယောက်က present present ပေးတဲ့အပိုင်းတွေမှာနှစ်ယောက်စလုံးကတူညီကြတယ် ျွန်တော်တန်နရာဖြစ်မိတာကပန်ဒိုဂျာရဲ့အသက်က35နှစ်ဖြစ်နေပြီအဲ့လို presence တိုင်းကစားတဲ့အနေထားကဂျောရှွာဘန်လိုလူငယ်တယောက်နဲ့တွေ့မှာတက်လုံပိုင်းကလုံလုံလောက်လောက်ရှိပါမလားဆိုတာပါဂျောရှွာဘန်ရဲ့တိတ်တောင် defense ကလည်းတိတ်ပြီး short တွက်လို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့ဂျောရှွာဘန်ကခြေထောက်ကန်ချက်တွေအရင်ကြီးထုတ်သုံးတဲ့ fighter မဟုတ်ဘူးဘောက်စင်ပိုင်းကိုပဲအပြုကစားတဲ့ fighter တနည်းပြောရရင်တိတ်တောင် defense လုပ်ဖို့အတွက် position လုံးဝအောက်မသွားပါဘူး ခြေထောက်ကန်တဲ့ fighter တွေဆိုရင်တော့လက်ချခြင်းနဲ့ fighter တွေကအဲ့ဒီအခိုက်အတန့်ကိုစောင့်ကြတယ်ခန္ဓာကိုယ်က imbalance ဖြစ်သွားတဲ့အနေထားမျိုးမှာသူတို့ကဝင်လုံးပြီးတော့လှည့်ချလေရှိပါတယ်ပန်ဒိုဂျာအနေနဲ့တစ်ဖက်က boxing အပြုကစားတဲ့ Joshua Ban နဲ့အတွေ့မှာတော့ဒီလိုပုံစံမျိုးလှည့်ချဖို့ဆိုတာလွယ်လွယ်ကူကူနဲ့တော့ဖြစ်မှာမဟုတ်ပါဘူးဒီလိုပုံစံမျိုးတွေကြောင့်ပန်ဒိုဂျာအနေနဲ့တက်လို့မှန်ရောလုံလောက်ပါမလား Joshua Ban ကိုရောဖိဖိစီစီကစားပြနိုင်မှမလားဆိုတာကျွန်တော်ကတော့တန်မြတ်ကောင်းကောင်းကြီးဖြစ်မိပါတယ် ဒီအချက်ကပဲဒီပွဲရဲ့အဆုံးဖြတ်ပေးမယ်ထင်ပါတယ်ဂျိုရှွာဘက်အနေနဲ့အစောပိုင်းနှစ်ချီလောက်မှာတိတ်တောင်းကိုကောင်းကောင်း defend လုပ်နိုင်တဲ့ဆိုရင်တော့သူ့အတွက်မျှော်လင့်ချက်ကအများကြီးကို ရှိလာပါပြီ Caucasian fighter ကိုယ်တိုင်ကတော့အဲ့ဒီခင်းချင်းတွေနဲ့ပတ်သက်လို့ရောပန်နိုဂျာနဲ့ပတ်သက်လို့ပါအခုလိုဆက်ပြီးမှတ်ချက်ပေးသွားခဲ့ပါတယ်ပန်နိုဂျာကတိတ်ကိုကောင်းလွန်တဲ့ချန်ပီယံမှာသူ့ရဲ့အားနည်းချက်ရှာရတာအတော်ခက်ပါတယ် တို့ပေတီတန်ရောင်လူတိုင်းမှာတော့အားနေချက်ကိုစီရှိတာပါပဲအဲ့ဒီတော့ကိုနဲ့ရောက်တာနဲ့သူ့ရဲ့ကစားပုံကိုညှိယူမယ်အနိုင်ယူဖို့နီလန်းကိုတွေ့အောင်ရှာမယ်သူ့ဘက်ကဘယ်လိုပုံစံမျိုးတွေခင်းကျင်းလာမလဲဆိုတာတွေးမိရင်ရင်ခုန်မိနေပါတယ်ဆိုပြီးမှတ်ချက်ပေးသွားခဲ့ပါတယ် ဒါကတော့ကျွန်တော် fighter လေးရဲ့ပွဲကြိုပြောစကားတွေကိုပြည်သက်တွေကိုခြားပြခဲ့တာကျွန်တော်မြင်မိတဲ့အပိုင်းတွေဘလို့ဘလို့ပုံစံမျိုးကိုယ့်ဘက်ကိုအားသာချက်ရှိလဲဆိုတာကိုငချင်ကိုချင်လို့ရတဲ့အပိုင်းတွေကိုဆွဲထုတ်ကြည့်တာဘလို့ရလက်မျိုးထွက်လာမလဲဘလို့ပုံစံမျိုးတွေခင်းကျင်းလာမလဲဆိုတာတော့ဒီဇင်ဘာ9နေ့မနက်ပိုင်းရောက်ရင်စောင့်ကြည့်ကြတာပေါ့ခင်ဗျာဆယ်လဘီ1ချန်ပီယံရှစ်ကသတင်းတွေကိုပြောကြရအောင်ပါ ကျွန်တော်ရဲ့ fighter လေး Joshua Ben ပါဝင်ထွက်သက်မယ် UFC 323ပြိုင်ပွဲကဒီဇင်ဘာ9ရက်နေ့မှာကျင်းပမယ်အဲ့ဒီရဲ့၈ရက်ဒီဇင်ဘာ6ရက်စနေနေ့မနက်ပိုင်းမှာတော့ One Championship က One Fight Night 38ပြိုင်ပွဲကျင်းပသွားမှာဖြစ်ပါတယ်ဒီပြိုင်ပွဲရဲ့ကောင်းမွဲအဖြစ်တော့ Benavidez တန်းက Championship စိန်ခေါ်ပွဲတစ်ပွဲဖြစ်တဲ့ Fabricio နဲ့ Badakuro ရဲ့တွဲဆိုင်ကိုသတ်မှတ်ထားပါတယ် ဖာဘရီစီယိုဟာဒီနေ့အစောပိုင်းတုန်းကကျင်းပခဲ့တဲ့1170ပြိုင်ပွဲမှာကွမ်ဝမ်အီကိုအမှောက်သိပ်ပြပြီးသူ့ရဲ့ချန်ပီယံဘက်ကိုကာကွယ်နိုင်ခဲ့တယ်။အဲ့ဒီအချိန်ကစလို့သူဟာပွဲစဉ်တွေဝေးကွာနေခဲ့တာအခုဒီစင်မာလက်ရောက်မှပြန်ပြီးပွဲရပါတယ်။ဒီတစ်ခါသူ့ရဲ့ချန်ပီယံဘက်ကိုစိန်ခေါ်ထိုးသက်မဲ့ဖိုက်တာကဘာတာခူတနည်းအားဖြင့်ဖိလစ်ပိုင်နေရဲ့အိမ်မက်နတ်ဆိုးကြီးလို့ကျွန်တော်ကတင်စားခဲ့တဲ့ဖိုက်တာပါ။ ဒီ fighter ရဲ့ one championship စွမ်းဆောင်ရည်တွေကိုကြည့်မယ်ဆိုရင် Philippines က fighter တွေကိုစက်တိုက်အနိုင်ယူပြခဲ့တဲ့ fighter ကြီးနောက်ဆုံးတော့ championship စင်ခေါ်ကွန်းကသူ့စီကိုဆက်ဆက်မြက်မြက်ကြီးရောက်ရှိလာပါပြီဒီပြိုင်ပွဲမှာပါဝင်နေတဲ့ကျွန်တော်တို့မြန်မာပြည်သက်တွေနဲ့ယင်းနီးထားတဲ့ Liam Harrison ကတော့ပြိုင်ပွဲကနေနှုတ်ထွက်သွားပြီဖြစ်ပါတယ် လီယမ်ဟာရီဆင်ကဒုတန်ရာပြဿနာကြောင့်နှုတ်ထွက်လိုက်ရတယ်။ဒါကြောင့်မလို့သူနဲ့ကနအူးပွဲဖြစ်ထားတဲ့ဂျပန်ဖိုက်တာဆူဇူကီကထိုင်းဖိုက်တာနွန်ဒချိုင်းနဲ့ပြောင်းလဲထိုးသက်သွားမယ်ဆိုတဲ့အကြောင်းကိုပရိုမိုရှင်ဘက်ကဟိုတနေ့ကထုတ်ပြန်ကြေညာလိုက်ပါတယ်။ဒီပြိုင်ပွဲမှာပြည်သက်တွေစိတ်ဝင်စားဖို့ကောင်းတဲ့တွဲဆိုင်တော်တော်များများရှိတယ်။ကျွန်တော်ကတော့ Romander Undesh နဲ့ Alif တို့ထိုးမဲ့ပွဲကိုလည်းစိတ်ဝင်စားတယ်။နောက်ထပ်ကျွန်တော်တို့ပြည်သက်တွေစိတ်ဝင်စားရမယ့်တွဲဆိုင်ကတော့အမျိုးသမီးအနံဝိတ်မွေထိုင်းပွဲစဉ်ထိုးသက်ကြမယ်။ ဘက်ဂျီဂျာနဲ့မာတီနာတို့ပွဲစဉ်ဖြစ်ပါတယ်။ဘာဖြစ်လို့ကျွန်တော်ကစိတ်ဝင်စားတာလဲဆိုတော့ကျွန်တော်တို့ရဲ့ fighter ကြီး Bronica ကအက်တာဝိတ်မွေထိုင်ကောင်းဆယ်အောက်ကနေထိုးသက်နေတာကျွန်တော်ဖြင့်ဒီ fighter နှစ်ယောက်ထဲကတယောက်ယောက်နဲ့ Bronica ထိတ်တိုက်တွေ့မယ်လို့တောင်ဟိုရခင်ကတွေးခဲ့ဘူးတယ်။သို့တော်လည်းပဲ promotion ဘက်ကတော့သူမကို kickbox ဆင်ကောင်းဆယ်အောက်ပြောင်းပြီးတော့အနစ်စာမဆက်နဲ့ပွဲထုတ်ခဲ့တယ်ဒါကလည်း promotion ဘက်မှာသူ့အကြောင်းပြချက်နဲ့သူရှိမယ်ထင်ပါတယ်ဒီတွဲဆိုင်ကိုဘာဖြစ်လို့ကျွန်တော်ကစိတ်ဝင်စားမိတာလဲဆိုတော့ပက်ဂျီဂျာရဲ့စွမ်းဆောင်ရည်ဘိုင်းက ်မွေထိုင်းချန်ပီယံဖြစ်လောက်တဲ့အထီးကိုပြောင်းမြောက်ခဲ့တာပါကပောက်စံပတ်မှာတော့သူမကဂျပန်ကဖိုက်တာကာနာကိုတော့အနိုင်ယူပြခဲ့တယ်အခုသူမရဲ့ပင်ကိုကစားနည်းဖြစ်တဲ့မွေထိုင်းကိုပြန်ပြီးကစားပြန်ပြီးအက်တဝိတ်တန်းခေါင်းဆောင်အောက်ကနေကစားတယ်သူမနဲ့ထိတ်တိုက်တွေ့နေတဲ့ဖိုက်တာပိုလန်သူမာတီနာကလည်းခေသူမဟုတ်ဘူးရန်ကိုတွက်လက်တဲ့ဖိုက်တာကျွန်တော်အထင်ပြောရရင်ဒီဖိုက်တာနှစ်ယောက်ထဲကအနိုင်ရတဲ့ဖိုက်တာကအက်တမွေမွေထိုင်းချန်ပီယံကပဲစိန်ခေါ်ခွင့်မြန်ရမယ်ထင်ပါတယ် ။ပက်ချီချာကတော့လက်ရှိဝမ်ချမ်ပီယံရှစ်နဲ့လက်တွဲခွဲ့ပြီးကြတဲ့ကလုံးဝရှုံးပွဲမရှိသေးဘူး။ဒါကြောင့်မလို့သူမအနေနဲ့မတူညီတဲ့ကစားနည်းနှစ်ခုရဲ့ချမ်ပီယံဖြစ်ခွင့်အိမ်မက်တွေကိုအကောင့်ထဲပေါ်လာနိုင်ကြအများကြီးရှိပါတယ်။နောက်ထပ်စိတ်ဝင်စားမိတဲ့ပြိုင်ပွဲတစ်ခုကတော့ဒီဇင်ဘာဒုတိယပတ်ထဲမှာကျင်းပမယ့်135 136ပြိုင်ပွဲဖြစ်ပါတယ် ဒီပြိုင်ပွဲအတွက် promotion ဘက်ကပထမဆုံးတွဲဆိုင်တစ်ခုချပြလိုက်တဲ့ Pamper Yef နဲ့တရုတ် Fighter တို့က Kickboxing ကောင်းဆောင်ကနေထုတ်သက်မဲဆိုပြီး Hotlo တို့ကကြေညာပါတယ် Pamba Yefa Wednesday Friday Fight စင်းမြတ်ထက်မှာပြန်ပြီးတက်လာပြီးနောက်ပိုင်းထိုင်းပြည်သက်တွေကအများကြီးမျောလင့်ထားသည့်တိုင်အောင်ပြည်သက်တွေမျောလင့်ထားတဲ့ပုံစံမျိုးချပြနိုင်ခြင်းမရှိဘူးရှုံးမွဲတွေလည်းဆက်ခဲ့တယ်ဒါကြောင့်မို့လို့ PR တွေလည်းအများကြီးရင်ဆိုင်ခဲ့ရသလိုပြည်သက်ဝေဖန်မှုတွေလည်းခံခဲ့ရသူပါ ဲ့လိုပုံစံမျိုးတွေဖြတ်တန်းခဲ့ရလို့သူကဒီတစ်ခါမှတော့ kickboxing ကောင်းစင်အောက်ကိုပြောင်းကစားမယ်တရုတ်ဖိုက်တာနဲ့ထိတ်တိုက်တွေ့နေပါတယ်ဒီပြိုင်ပွဲကိုဘာဖြစ်လို့ကျွန်တော်ကစိတ်ဝင်စားမိတာလဲဆိုတော့ကျွန်တော်ရဲ့မြန်မာ ဖိုက်တာတွဲဆိုင်ပါဝင်လာနိုင်ခြင်းရှိတဲ့ပြိုင်ပွဲမျိုးမှုပါပဲလက်ရှိမြန်မာ ဖိုက်တာအများစုကတော့စီဂိမ်းအတွက်ပြင်ဆင်နေကြတယ်အဲ့ဒီထဲကမှစီဂိမ်းမှာမပါတဲ့ဖိုက်တာဆိုလို့အောက်ချင်းလေးတယောက်ပဲလောဆယ်တွေ့နေပါတယ် အောက်ချင်းလေးကတော့သူက training တွေကိုထိုင်းမှာပဲလှုပ်ဆောင်နေတယ်ပြီးတော့ one championship စင်းမြတ်ထက်ကိုလည်းပြန်ပြီးလွမ်းလာပြီးဆိုရယ်ပုံစံမျိုး state တက်တင်ထားတော့ဒီ fighter ရဲ့တွဲဆိုင်များနှစ်မကုန်ခင်မှာရှိနေမလားဆိုတာအဲ့တိကျင်စိတ်လေးနဲ့ကျွန်တော်ကစောင့်ကြည့်ကြည့်ချင်တာပါလာမယ့်နေ့တွေမှာလည်း MMA လောကကထူးခြားတဲ့အကြောင်းအရာတွေကိုဆက်ပြီးတင်ဆက်ပေးသွားဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကိုအားပေးကြပါဦးခင်ဗျာ